မင်္ဂလာညချမ်းလေးပါခင်ဗျာယနေ့ညတိဆက်ပေးမယ့်ဇလန်လေးကတော့စာရေးဆရာလွင်ဝန့်ရေးသားထားတဲ့မိတ္တာဆိုတဲ့စိတ်ဝင်စားဖွယ်ဟာဇလန်ကောင်းလေးတစ်ပုဒ်ကို ပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာလိုက်ပါနာဆင်ခံစားပေးကြပါအောင်ခင်ဗျာဇလန်လေးမစခင်မှာကျွန်တော် channel လေးကို like and subscribe လုပ်ပြီးဘေးနာခေါင်းဆောင်လေးကိုနှိပ်ပေးဖို့တောင်းဆိုပါရစေခင်ဗျာခွေးပိန်မာကိုကျွန်တော်ကြည့်မြပါကျွန်တော်နေ့ခွေးပိန်မာတိ မြည်သည့်ဘော့ကရေစမ်းမမသည့်ခွေးပိန်မကိုမြင်လိုက်သည်နှင့်တွေ့ရနှင့်ကောက်ပေါက်ချင်းသေးစိတ်က အလိုလိုဖြစ်လာမိတဲ့ခွေးပိန်မကလည်းကျွန်တော်ကိုမြင်လျင်ပေဆောင်ဆောင်နေကြည့်တဲ့တယ်ထိုအကြည့်ကိုကျွန်တော်မကြိုက်ပါတို့ပါတော့လေခွေးပိန်မသည်စံပြမိကကောင်ရန်စွမ်းတက်နေပြည့်စုံသူကျေးဇူးတရားကိုတည်တက်ပြီးကျေးဇူးရှင်ပေါ်ကျေးဇူးဆက်ခဲ့သူဖြစ်ကျွန်တော်ရဲ့နှလုံးသားထဲ၌အတိမတ်ပြုထားခဲ့ပါတယ်ခွေးပိန်မသည် ခွေးတစ်ကောင်သာဖြစ်တော်လေ ကျေးဇူးမတိသက်သည့်လူသားမိတ်ဆွေများထက်အစာပေါင်းများစွာတားလုံးသည့်မိတ်ဆွေကောင်းတယောက်ဖြစ်ခဲ့ပါれထို့ကြောင့်လေမိတ်ဆွေကောင်းတယောက်၏ဂုံကျေးဇူးမိတ္တဂုဏကိုဂုံပြုသည့်အနေဖြင့်မိတ္တဟူသည့်အမည်ဖြင့်ရေးသားလိုက်ပေးရတော့လေနန်ယိုးပြန့်ပြိုင်နေခွေးမာလီအားခွေးပေမဟူသည့်အမည်ကိုကျွန်တော်ပေးခဲ့ခြင်းဖြစ်တဲ့မိုးသေးထံပြီးရေးသည့်တဲ့အတွင် ကျွန်တော်တို့အိမ်သို့ခွေးပေမရောက်လာခဲ့တဲ့လာသားရွေမြတ်သားရှိမည် ခွေးပိန်မကို ခေါ်လာသူကကျွန်တော်ရဲ့ဇနီးဖြစ်ပေတယ်။မော်ဘေးကခွေးကိုခေါ်လာပြန်တာလေ။ဈေးသွားတော့ရင်းနေလို့ကဲရတာမောင်ကြီး။ဟာကွာကလေးတစ်ဖက်နဲ့မအားလိုက်ကြရကိုတုတ်ကကိုရှာပြီးခွေးမိုးကျင်သေးတယ်။မွေးဖို့မဟုတ်ပါဘူးမောင်ရဲ့ရင်းနေပြီးတည်သွားမှဆိုလို့ကဲရတာပါ။ကလေးကတမီးလေးနဲ့အသက်တူလောက်ပဲရှည်အောင်မဲ့တနာပါတယ်။တမီးလေးနဲ့ခွေးကိုနှိုင်းစရာလားမော်ရ။ခွေးဆိုရလေတက်တော်က လူဆိုတာလဲတသက်သွားလေးမောင်ရဲ့တက်ရှိတက်သွားချင်းအသက်ကိုနှမ်းရှင်လို့မရဘူးဆိုတာမကြဘူးပါဘူးမော်ကတော့ပြောရတတော်ခက်တာပဲသူ့အတူနေပါစီလားအသက်တချောင်းဆိုတာကဲကောင်းပါတယ်မောင်ရဲ့နန်ရိုးပြန့်ပြိုင်မျက်နာဆော့ချုံချုံနေအုံးခွန်ရောင်ခွေးမလေးကိုကျွန်တော်ဘလို့မှကြည့်မြပါကျွန်တော်ဇနီးက ခွေးပိန်မကိုတယူတရဖြစ်ရေတုံဖေးကစောင်းစုံးတထဲခင်းပေးထားပါတယ်ချမ်းလွန်းတဖြစ်တုံရင်နေသည့်ခွေးပိန်မက ဆောင်စုပ်ပေါ်တွင်စိမ့်ကြနေလိမ့်ပြီ။၃ရက်ထိရေမကြသေးသဖြင့်ကျွန်တော်ဘာမှမပြောဘဲအသာစောင့်ကြည့်နေသေးတယ်။ရေကြသွားသည့်ချိန်မှာတော့ခွေးပိန်မကို သူ့နေရာသို့ပြန်ပို့ရန်မော့ကိုပြောရတာလေ။ခွေးပိန်မကို ပြန်ပို့လိုက်တော့လေမော။ပို့ပါမယ်မောင်ရဲ့ရေကြကသာပဲရှိသေးတော့ကလေးကဘယ်သွားနေမှာလဲ။ကိုေးကလမ်းမေးမှာပဲနေမှာပေါ့မော်ရဲ့။အိမ်မော်တင်တော့ခွေးစော်လေးနဲ့ သမီးလေးတို့ယောဂါရမယ်ခွေယူယောဂါဖြစ်မှာမကြောက်ဘူးလားခွေသန်းတွေကလည်းတအိမ်လုံးပြန့်ပြီးသမီးလေးကိုခွေသန်းကိုက်မှာပေါ့ကြောက်တော့ကြောက်တာပေါ့မောင်ရဲ့မိခင်ကလည်းပမာမမသိနှိုးစို့ရွယ်လေးဆိုတော့ဖြစ်ချင်ရာဖြစ်ဆိုပြီးပြစ်ထားလို့မဖြစ်ဘူးလေကိုမှလည်းသမီးလေးမွေးထားတော့ကိုချင်းစားတယ်မော့ကိုဘာမှထမပြောဖြစ်တော့ပဲခွေးပိန်မကိုအမြင်ကက်ကက်ဖြစ်အသေးချာကြည့်မိတယ်။ဆောင်စုပ်ပေါ်မှာကွကွလေးဇင်ယူနေသည့်ခွေးပိန်မကကျွန်တော်ကို မျက်လုံးလန့်ကြည့်ပြီးအမိနှံ့ပြတဲ့မော်တပတ်လက်နေတော့ခွေးပေမောက်ကိုခြောက်ဖြည့်တိုက်လိုက်မိတယ်။ခြေတော်ဖြည့်တို့ယုံသာတို့ဒီကိုငဲတန်းပေါင်းအုံနေတဲ့ဖြည့်ကျွန်တော်တော်တော်အမြင်ကက်မိတဲ့ထိုချိန်မှစပြီးတဲတဲလှုပ်သည့်ခွေးပေမောက်ကို ကြည့်မရခဲ့ခြင်းဖြစ်ပေတယ်။ခွေးကိုဘာလုပ်တာလဲမောင်ကလေးသနာပါလေခြေတော်နဲ့အသားလေးတို့တာကိုငဲတဲ့ပေါင်းအုံနေတာကွာခြေတော်နဲ့တို့နဲ့တော့အော်ဝတ်မလားမောင်ရေနားလို့ဖြစ်မှာပေါ့ ငါကလိမ်ပါမလားမော်မောရဲ့ခွေးမကကလင်ကကြီးကြနေတာသူ့ကိုအသားနာအောင်ရိုက်မှကြောက်လို့သူ့ဘာနဲ့မောင်ရဲ့လာသားလေးပဲရှိသေးတော့ကြောက်ရှာမှာပေါ့အဲ့ဒီခွေးမကို မောင်ယုံကပြန်လာတဲ့အချိန်မမြင်ချင်ဘူးတွားလို့လိုက်တော့မောင်ရဲ့တရိษံဆိုတာဘာမှနားလေတာမှမဟုတ်ပဲနားမလဲဘူးဟုတ်လားမော့ကိုတော့ပြန်ရောင်းသွားအောင်သွားအောင်ပဲမောင်ကိုမြင်ရင်ပြီးဆောင်ဆောင်ကုတ်ချောင်းချောင်းနဲ့မော့ကိုမြင်တော့အမင်းနဲ့ပြီးဖင်ကိုခါနေတာပဲ မောကသူ့ကွက်ကိုကဲခဲ့တဲ့သူသူ့ကိုအစာကျူးတဲ့သူမို့ပါမောင်ရဲ့မောကသူတို့ကိုလေနိုလဲတိုက်တာကိုမောကိုမိကလုံးဖြစ်နေရှာမှာပေါ့ဟာသမီးလေးစုံနေတဲ့နှုတ်ကို ခွေးကိုစုခိုင်းရသလားမစုခိုင်းရပါဘူးမောင်ရဲ့ခွက်ထဲညစ်တဲ့ပြီးတိုက်တာပါတိမ်မတောင်းနေတော့ခတ်တာပဲကွာမခတ်ပါဘူးမောင်ရဲ့သမီးလေးစို့လို့ဝါတာတော့မောနိုတွေကဒလဟော့ထွက်နေတာလीအလကားဖြစ်မဲ့စာခွေးလေးကိုတိုက်တော့ ကို့တို့ရတာပေါ့မော်ပြောသည့်ခါကျွန်တော်တော်တော်အံ့ဩသွားရပါတယ်ခွေးကိုလူနို့တိုက်ပြီး မွေးစရာဟုပြန်ပြောရင်လေလင်းများချီတင်စကားရမည်မို့ရင်ကုန်နှုတ်ပိတ်နှိလိုက်ရတယ်ကျွန်တော်ယုံကပြောင်းသည့်ညနေမှာတော့ခွေးပိန်မကိုမတွေ့ရတော့ပါခွေးပိန်မမရှိတော့တဲ့ပြေစိတ်ချမ်းသာမယ်ဟုထင်မဲ့ခဲ့တော်လေကျွန်တော်ရေချိုးနေသည့်အချိန်တွင်နောက်ဘေးရေကပြင်း၌အစာစားနေသည့်ခွေးပိန်မကိုမြင်လိုက်ရလီတော့တယ် မော်ရီရှင်ခွေးပိမောက်ကိုသွားမလို့သေးဘူးလားမနက်ကမောင်မာခဲ့လေသွားလို့ပါတယ်မောင်ရီလမ်းပေါ်ကခွေးတွေဝိုင်းကြိုက်လို့ပြန်ခေါ်လာခဲ့တာမော်တယောက်နဲ့တော့ခတ်တာပဲတနာပါတယ်မောင်ရီသူ့ဟာသူအိမ်အောက်မှာနေရှာတာပါ ကလေးကရန်ငယ်ပါသေးတယ်ကြီးလာရင်သူ့ဟာသူထွက်သွားပါလိမ့်မယ်ထင်သလားအစာကောင်းစားနေရတဲ့နေရာကနေဘယ်တော့မှထွက်မသွားဘူးကွာစားရှာလို့မရပဲ့ အချိန်တန်ရင်အစာမမှန်စားနေရတာလေဒါကတော့သူ့ကံပေါ်မောင်ရေခွေးတကောင်ကို အစာကျူးရလို့စီးပွားပြတ်သွားတာလည်းမဟုတ် ကိုစားမယ်အစာတွေကယော်သွားတာလည်းမဟုတ်ဘူးလေထမင်းနေဟင်းနေပိုလျံနေလို့တော့လှုပ်ပြစ်နေရသေးတာပဲမောင်ရေတတိဆန်ကို အစာကျူးတာလည်းကုသိုလ်ပဲပေါ့နေရင်ထိုင်ရင်ကုသိုလ်မယူပါနဲ့လားမော်ပြောတာနဲ့မောင်ကအကုသိုလ်ကောင်းကြီးဖြစ်နေပြီတော်တော့ကွာမောင်ကိုအဲ့ဒီလိုပြောတာမဟုတ်ဘူးလေမောင်လည်းကျူးရတာမဟုတ် မော်ကျွေးနေရတာကိုပဲကိုသူစကလေးမွေးကြည့်ပါလားမောင်ရဲ့ကလေးကငဲသေးတော့အစာရှာမစားတတ်ဘူးလေတော်ပါတော့ခွေးမမီရဲ့မောင်နော်မော်ကိုမပြောတာတော့တဖြစ်အသာကြည့်နေရတော့လေခွေးပိန်မကိုတော့ကြည့်မြခဲ့ပါမော်ပြင်းကပြက်မြောင်မချင်းခြံရှိထွက်မြော်နေတတ်ပြီးအဝေးမှာမော်ရဲ့ရောင်ကိုမြင်လိုက်သည်နေအပြေးလွှားကြိုဆိုတတ်တဲ့မော်ကလေခွေးပိန်မကိုထိုးထိုးတီးတတ်ဒီကိုကျဉ်နဲ့နေပုံရတယ် ကျွန်တော်ရုံးကပြန်ရောက်လာရင်တော့အိမ်အောက်မှာထွက်လာပြီးအမီးနှမ်းပြကအိမ်အောက်သို့ပြောင်းဝင်သွားတတ်တဲ့ကျွန်တော်သမီးလေးငိုတန်ကြလျင်အိမ်အောက်မှာဥဒက်သည့်ခွေးပေမိုင်တန်ကိုကျွန်တော်မကြိုက်ပါကြက်တည်မရှိဟုမှတ်ယူမိတဲ့တို့တော်လေခွေးပေမိုင်တန်ကြလျင် သမီးလေးငိုထိပ်ပြီးရီမောတက်သည့်ဖြင့်မကြိုက်တော်လေအောင်ဤတိခန့်နေရပေလေမောကတော့ခွေးပေမိုင်ကတချင်းဆိုပြီးသမီးလေးကို ချော့သည်ဟု ပြောတတ်ပြန်ပါလေအစားကောင်းတောက်ကောင်းစားတော့ရသည့်ဖြင့် 6လကျော်ခန့်ကြာတွင်ခွေးပင်မတကောင်အရင်ကလိုနန်ရိုးပြန်းပြန်းဖြစ်ပိန်ညောင်ညောင်မဟုတ်တော့ဘဲတသေးသမွေဖြစ်လာတဲ့ခြေတံလက်တံလွန်ကောင်းပြီးနရွယ်ဖပမိဖဝဖြစ်လာခဲ့တယ်။ခွေးပင်မသည်လမ်းဘေးခွေးဆိုတော့လေအချားမျိုးကောင်းများနေဆက်ထားပုံရတဲ့တမီးလေးကိုထမင်းကျွေးသည့်ခါတိုင်းအေကန်းတွေကျွန်တော်ရှိ မရှိသေးချအောင်ချောင်းကြည့်ပြီးအိမ်ပေါက်ဝမှာတည်ဤပြဖြစ်မျောတက်နေတယ်ကျွန်တော်ကလေခွေးပိန်မကိုမြင်သည်နေအနီးနားတွင်ရှိသည့်ရာ အရာဝတ္ထုများဖြင့်ပြစ်ပေါက်တတ်ပါတယ်။ခွေးပိန်မှာကြောင့်ကျွန်တော်တို့လင်မယားမကြခနာစကားများတတ်တဲ့ခွေးပိန်မှာတကောင်ရှိနေခြင်းကအိမ်လုံးသေးဟုပြောရမယ်။ခြံဝရင်ဒစိမ်းရောက်နေသည်နှင့် ထိုးဟောင်တတ်တဲ့ကျွန်တော်နဲ့မော်လို့နှစ်ယောက်တယောက်ကတကားမပြေပဲခြံထဲဝင်လာပါကပြေးကြိုက်တတ်သဖြင့်ကျွန်တော်တို့ခြံထဲသို့မိသူမှမဝင်ကြပေ။တခါတည်းရန်သမီးလေးကိုကလေးတွန်းလဲပေါ်တွင်တင်ပြီးလန်တဲ့တွင်တိုးပြီးချော့မြူနေသည့်ချိန်တွင် တမီးနာတို့လူစိမ့်နေကိုေးတကောင်မှမကတ်နိုင်စေရန်စောင့်ရှောက်ပြတတ်တဲ့တမီးလေးကိုမျက်နှာစိမ့်ချီပိုး၍မရပေအနာတို့ကတ်သည်နေမန်ပီပီတရီပြတတ်တဲ့မော်ပြောတဲ့ကဲ့သို့ခွေးပိန်မသည်တမီးလေးနှင့်တက်တူရွယ်သူများရှိပေလိမ့်မယ်မော်ကတမီးလေးကိုကလေးကို ချော့မြူလိုက်သည့်ခါတိုင်းခွေးပိန်မကလည်းတဝူဖြစ်အတန်ပေးကမော်ကိုပေါ်သို့ခုံတက်တတ်တယ်ဒါကမိသမီးကြီးဒါကမိသမီးငယ် မော်ကခွေးပိန်မကို သမီးကြီးဟုပြောလိုက်လျင်မြေကြီးပေါ်လှိမ့်ပြီးခြံကိုပပြည့်တတ်တဲ့မော်ရွေရှားထွက်လျင် သမီးလေးနာတွေပြလဲပြီးအမောဖြစ်တတ်တယ်။မော်သမီးလေးကိုခွေးနဲ့ညီမတော်ခိုင်းနေတာလား။မောင်ရဲ့ခွေးပိန်မကိုလည်းမော်ရဲ့နှုတ်တိုက်ပြီးမွေးခဲ့တာလေ။လူနှုတ်တိုက်ထားတော့အသိဉာဏ်ပိုကောင်းတာပေါ့မောင်ရဲ့ခွေးပိန်မကတော့မော်ကိုမိခင်တယောက်လို့သဘောထားတာကိုတော့ကျွန်တော်မြင်တွေ့ရတယ်။ ဒါကြောင့်မို့ကိုကပီဖားနေတာပေါ့မောမမဟုတ်ပါဘူးမောင်ရဲ့မောင်ယုံကပြင်မြောင်မချင်းသူမျောနေတတ်တယ်မောင်ယုံပြင်ရောက်တော့ကြတယ်နေဆိုထမင်းကျွင်းအောင်မစားရှာဘူးမိသားစုတွေစုံမှ သူထမင်းစားတယ်မောင်ပြန်မလာမချင်းခြံရှိကထွက်မျောနေပြီမောင်ရဲ့ရောင်တွေးမှအင်ရောက်တဲ့သူပြေးဝင်လာတာမော်တီဆုံးမောင်ကသူ့ကိုမကြည့်ဘူးဆိုတော့သူ့အသည့်စိတ်လေးနဲ့တိနေတယ်လေမော်ပြောတာကတော့ကျွန်တော်လက်ခံပါတယ်ကျွန်တော်ယုံကပြင်မြောက်မချင်း ခြံဝတွင်ထိုင်ကမျောနေတက်တီကိုလမ်းထိတ်ကြတဲ့ကကျွန်တော်မြင်တွေ့နေခဲ့ပါတယ်။အိမ်သားတို့ရောက်တဲ့ခါမှကျွန်တော်ကို ပီဆောင်းဆောင်တစ်ချက်ကြည့်ပြီးအမီးနဲ့ငါခြံထဲဝင်သွားတက်တယ်။ခွေးပိတ်မာလီရှိနေတာကအင်းအားတစ်ခုပဲမောင်ရဲ့။မောင်မရှိတဲ့ချိန်မော်ရိုသားမိညောင်တဲ့ကြံခဲ့ရင်ခွေးပိတ်မာလီက မော်ရိုကိုစောင့်ရှောက်ပြီးတဲ့သမီးလေးအိတ်နေရင်လေပကနာကမခွာဘူးမော်မအိုင်းတော့သူက ပကကြိုးကိုပါဇက်နဲ့ကိုက်ပြီးလွှဲပေးသေးတာခွေးပိတ်မာလီက မော့အတွက်အဖို့ကောင်းတယောက်လို့အားကိုးရပါတယ်မောင်ရယ်တရိတ်ဆံပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်မိတ်ဆွေကောင်းတယောက်ဖြစ်ဖို့အရေးကြီးတယ်လူဖြစ်ပြီးတရိတ်ဆံတကောင်လောက်တော့မိတ်ဆွေကောင်းမပီးသားတဲ့သူတွေအများကြီးလေမော်နဲ့ခွေးပိမာတို့ဤတန်ရောစဉ်ကိုကျွန်တော်သိပါတယ်ညချိန်မတော့မော်အိမ်နာသွားလေရင်ခွေးပိမာကအိမ်အောက်မှာထွက်လာပြီးအိမ်နာတကားဝတွင်ထိုင်ဆောင်ပေးတတ်တယ်ကျွန်တော်ယုံသွားနေသည့်ချိန်နေ့ထက်နေခင်မော်တို့သားမိအိမ်နေလေရင်အိမ်တကားဝတွင် ထိုင်ဆောင်ပေးနေတတ်တယ်။မော်နေထိုင်မကောင်းသည်ကိုလည်းခွဲပိန်မှတည်နေတတ်တယ်။နေထိုင်မကောင်းပဲချက်ပြုတ်နေသည့်အခါတွင်နောက်ဖေးမိဖို့ဆောင်တို့ဝင်ပြီးမော့ကိုအချင်းပြေးကြည့်နေတတ်တယ်။မော်သွားသည့်နေရာသို့တကောက်ကောက်လိုက်ပြီးမော်မျက်နှာကိုရိတ်ခဲကြည့်နေတတ်တယ်။နယံကိုမြည်ပြီးမော်နားယူသည့်ခါမျိုးတွင်စိုးရင်တကြီးဖြစ်လက်ဖြစ်ကုန်ပြီးနှုတ်တတ်တယ်။ခွဲပိန်မကိုကြည့်မြတော်လေတနေ့တခြားတသက်သက်မွေဖြစ်လာသည့်ခွဲပိန်မကိုမွေးမိဖို့လာတောင်းကြသည်ကိုတော့ ကျွန်တော်မကြိုက်ပါထို့သူအိမ်သားတွေရစ်တိရစ်တိလုံနေတတ်သည့်ခွေးထီးများကိုလည်းမျက်မုံကျိုးလာပါတယ်ခွေးပိမကို နားလဲပေးနိုင်ပြီလားဆိုတော့လေမဟုတ်ပါသို့တော်လေခွေးပိမကို ကြီးမြသည်ကတော့အနှဲငယ်ရောသွားခဲ့ပါတယ်မိုးရင်းဆိုပါကမော်ကခွေးပိမကိုအိမ်မော်တွင်တင်ပြီးဖက်နှက်ချို့တွင်အိတ်စီပါတယ်ခြံထဲတွင် ရေပြည့်နေသဖြင့်ခွေးပိမတို့နေစရာမရှိသောကြောင့်ကျွန်တော်ခွင့်လို့ပြီးခဲ့ပါတယ်ခွေးပိမသည်ရခင်ကလို့မဟုတ်တော့ဘဲ ကာကွယ်ဆေးများထိုးသားသဖြင့်စိတ်ချရပါပြီ။မိုးရင်းကာလပြီးဆုံး၍တော်သင်းလာရောက်သည့်နေ့ခွေးပိမတကောင် ခွေးဆက်ခင်းရန်တာဆူနေပါပြီ။ခြံရှိတွင်ခွေးဒီများရစ်သည်ရစ်သည်လုံနေသည်ကိုကျွန်တော်သီးမခံနိုင်ပါ။ခွေးပိမကလည်းခွေးဒီများကိုမြင်လိုက်သည့်နေ့အငြိမ်မနေပဲခြံတကားဝရီလှုပ်လှုပ်ရွရွဖြစ်နေတတ်တယ်။မောခွေးပိမကိုကြည်ထဲဝန်ကမောကောင်မှလင်းမျောနေပြီ။တဘာဝဆိုတော့လေဘယ်လှုပ်လို့ရမလဲမောင်ရဲ့ တမီးကပြိုဖြစ်နေပြီလေသူ့စီကအနမ်းရတော့ခွေထီးတွေလာကြတာပေါ့တကူကတော့လှုပ်ပါအောင်ဟာမောင်ရှက်တယ်ကွာဟာတော့ဘာရှက်စရာလို့လို့လေသူ့ချိန်ခါနဲ့သူ့တဘာဝပဲလေမောင်ရဲ့လူတွေတောင်မှနေနိုင်ကြသလားပြီးရောကွာပြီးရောကွာဟုပြီးစလွဲပြောခဲ့ပေမဲ့ပြီးမသွားခဲ့ပါ ခွေးပေမှာတကောင်အင်းရှင်လူသွားလမ်းပေါ်မှာတော်သလင်းဆက်ခင်းနေလေပြီမောမောင်းကောင်မကတော့ မောင်လို့ရရင်သေးတော့မယ်မောင်ဘာဖြစ်နေတာလဲလူမြင်မကောင်းသူမြင်မကောင်းကွာအင်ရှိတက်တက်မှာခွေးဆက်ခင်းနေတယ်ကွာအဲ့ဒါဘာဖြစ်တယ်လဲသူ့တဘာဝနဲ့သူမျိုးပွားဖို့လုံနေတာနေရရှောင်းရအောင်မလားဒါမှမဟုတ်ရင် မောကတဲဝံကိုဟိုတယ်တို့ကို ခေါ်သွားပေးရမှာလားကတိကဖက်မပြောနဲ့မောင်ကစင့်ပင်ကိုအနာလုံနေလို့မောကပြောနေတာသူတို့ခမလူတွေလိုအချိန်တိုင်းဟိုဟာပြုတ်လို့ရတာမဟုတ်ဘူးမောင်ရဲ့ သူ့ရာသီနဲ့သူ့ချိန်ကြမှာမျိုးပေါဖို့တဲ့တဘာဝကပြီးထားတဲ့တောင်းဝင်ကိုထမ်းဆောင်နေကြရတာမမြင်ချင်းလဲမျက်စိမိတ်ထားအဲ့ဒီခွေးမလုံးမအရှက်ကို꿰ရောဘာဆိုင်လို့ချက်꿰ရမှာလေမောင်းနဲ့ဘာဆိုင်လို့လေဆိုင်တော့ဘောကွာကိုယ့်ရင်ရှင်းမှာမိုးထားတာကအထီးမဟုတ်ဘူးအမားကွာခွေးသီးဆယ်ကောင်နဲ့ပလူးနေတာမြင်လို့မကောင်းဘူးဟာဟာဟာဘာကြီးတာလေသဘောကျလို့ကြီးတာပေါ့မောင်းကခွေးပြီမနဲ့ မဆိုင်ဘူးလို့စိတ်ထဲထားပေမဲ့တကယ်ဖြစ်လာတော့မနိုင်တော့ဘူးမလားမဆိုင်ဘူးကွာမဆိုင်ဘူးခွေးပြီးမှကိုပြောတာလင်းများရံဖြစ်ရတာပဲအဖတ်တင်နဲ့တော်ပြီကွာမပြောတော့ဘူးပြောလဲမပြောနဲ့သွားလဲမကြည့်နဲ့သူ့ဟာသူလွတ်လွတ်လပ်လပ်နေပါစေစိတ်ရှိလက်ရှိနဲ့ဂဲနဲ့ကောက်ထုတ်လိုက်ရရင်တော့လားဂဲနဲ့ထုတ်လို့သူတို့ကိစ္စပြတ်သွားရင်ငရေကြီးတက်တယ်နော်ငါးခေါင်တော့ပောက်တယ်ဟဲ့ အထီးလေးသုံးကောင်အမနှကောင်ဟိပျော်လိုက်တာမနဲ့အိယာမနှုံးလို့ချင်းကြားလိုက်ရသည်မော့တန်ကြောင့်ကျွန်တော်မျက်လုံးပြူးသွားရတယ်ခွဲပိန်မှာတားပေါက်ပြီးဆိုသည်တရင်ကကျွန်တော်ငယ်တွေကို၆ပေါင်ထုပ်ပြထိုးနှက်လိုက်တဲ့ကဲ့သို့ခံစားလိုက်ရတယ်ခွဲပိန်မှာဗိုက်ကြီးရကကဖြစ်နေကြတဲ့ကကျွန်တော်စတိမော်တယောက်နေမထိတ်ထိုင်မသာဖြစ်နေတယ်ခွဲပိန်မှာကိုပဲဂရုစိုက်ကျွေးမွေးနေသည်ကိုကျွန်တော်ကြည့်မြပါကျွန်တော်ပြောလိုက်ရင်လေမိမသားချင်းကိုချင်းစားတဲ့ ကိုဝင်ဆောင်တဲ့မို့ကျွေးမွေးသည့်ဆိုသည့်စကားကိုပြောတတ်သဖြင့်ကျွန်တော်နဲ့စကားများရပြန်နေခွေးဆိုသည်ကလည်းတကောင်နဲ့ပေါက်သည့်ကောင်ကခိုင်ရှာချမို့ခွေးပိန်မှသာตาပေါက်ပါကကျွန်တော်နဲ့ခွေးသားအုပ်တို့တွေ့ကြရအောင်မော်ကပြောနေပြီမဲ့ကျွန်တော်ကတော့အောင်ငိုလိုက်ချင်တော့တယ်အောင်ငိုရင်ရတဲ့အကြောင်းကခွေးပိန်မှတာပေါက်သည့်နေရာသည့်ကျွန်တော်တို့အိတ်ခန့်နေနောက်ဘေးမိဖို့ကြောင့်ကြမှာစတိုကန်လေးတက်တွင်ဖြစ်နေတဲ့ခွေးပိန်မက သူ့သဘောနဲ့သူနေထိုင်ရတော့လာရောက်မွေးသည်လား မောကပဲထိုနေရာကိုပေးထားသည်လားဆိုသည်ကိုကျွန်တော်မသိပါညအီသည့်ခါတိုင်းခွေးပေါင်များ၏တည်း၏အတန်ကြောင့်မကြခဏလန်လို့ရတဲ့ခွေးငါးကောင်ဆိုသည့်အင်းအားကလည်းမသေးလာပေတဘာဝတိုင်းအစာရှာမစားပဲကျွေးမွေးရမည်ဆိုပါကစံတပြေချက်တော်အနေဆုံးကုန်မိလိမ့်မယ်အရွယ်ရောက်၍အခြားသူများကိုကြိုက်ပါက ဖြည့်ရှင်းရမည်ပြဿနာကိုစဉ်းစားကြည့်အောင်ဖြင့်ကြောချမ်းမိတယ်မော်ပြင်းသွားနေသည့်ချိန်တွင်ခွေးပင်မတို့တိုက်ကို မြည်သည့်နေရာသို့ပို့ရမည်ကိုကြံထုတ်ရတဲ့သို့တော်လေကျွန်တော်အကြံပြက်ခဲ့ရသည့်ဖြင့်ကြည့်မြခဲ့သည့်ခွဲပိန်မှကျွန်တော်မုန်းခဲ့သည့်ခွဲပိန်မှကို အမုန်းများပြပြောက်၍ချစ်ခင်လေးစားခဲ့ရလျော်လေထိုနေ့ကတနင်္ဂနွေရုံးပိတ်ရက်မှုထမင်းလုံးစီရင် channel မှာတရက်ပင်အောက်တွင်ဝိတုဆောင်တော်ဖတ်နေခဲ့တဲ့မော်ကတမီးလေးကိုခန်းထဲတွင်တိတ်ထားပြီးအဝိလျှော်နေတယ်ခဏကြာတွင်စက်ပြောင်မုံကုန်နေသဖြင့်စက်ပြောင်မုံတော်ဝင်ပြီး တမီးလေးကိုဂူးဆိုင်ရင်ကျွန်တော်ကိုမှာခဲ့ပြီးထွက်သွားလိမ့်တဲ့စာအုပ်ဖက်ရင်မျက်လုံးများလေးလံလာသဖြင့်တမီးအိပ်ပျော်သွားသည့်အချိန်တွင်စူစူကခွေးအောင်တန်းကြောင့်ကျွန်တော်လန်းလို့သွားပြီးကြီးလိုက်သည့်အခါခွေးပိန်မကပလက်ကလထိုင်တန်းပေါ်သို့လက်တင်၍ကျွန်တော်မျက်နှာကိုအသေးချာကြည့်ပြီးဟောင်းနေတယ်။ဘာဖြစ်နေတာလဲ?သွားစမ်း။ကျွန်တော်ငေါငန်းလိုက်တော့လေထွက်မသွားသည့်ဖြင့်ကျွန်တော်ကိုကြည့်ပြီးဟောင်းနေသဖြင့်ခွေးပိန်မကို ပြစ်ပေါက်ခြောက်လျင်နီးနားတွင်တခုခုကိုရှာဖွေနေစဉ်ခွေးပိန်မကအိမ်မောတို့ပြစ်တက်သွားပြီးအိမ်မောတွင် ထောက်အောင်နေပြန်တဲ့ခဏကြာပြန်ပြေးဆင်းလာပြီးကျွန်တော်ကိုမျက်နှာချင်းဆိုင်ကြည့်ကစူးစူးဝါးထိုးအောင်နေတဲ့ပြေကျွန်တော်တန်တရားဖြစ်လာမိတယ်။မြည်သည့်ခါမှကျွန်တော်ကိုမျက်နှာချင်းမဆိုင်ရသည့်ခွေးပိန်မကကျွန်တော်မျက်နှာကိုအသေးချာကြည့်ပြီးဟောင်းနေသည်မှာထိုးချနေတဲ့ခွေးပိန်မကိုနားမလဲသလိုကြည့်နေစင်မှာပင် ခွေးပိန်မကကျွန်တော်ပစိုးစောက်ကိုတင်းဆွဲက ရုတ်တရက်လွတ်ချလိုက်ပြီးအိမ်မော်တို့အပြေးလွှာတက်သွားသဖြင့်တကုတ်ကုတ်ဖြစ်ပြီးဆိုသည့်အတိကကျွန်တော်ခေါင်းထဲကိုရောက်လာခဲ့တယ်ကျွန်တော်လည်းဘာမှစဉ်းစားမနေတော့ပဲအိမ်မော်တို့ပြေးတက်သွားသည်ကအိပ်ပျော်နေသည့်သမီးလေးကအိယာနေတို့အိမ်ခန်းတို့ရောက်နေပြီအိမ်ခန်းထဲမှာမိခိုးလုံးလိုက်ထွက်နေသည်ကိုမြင်လိုက်ရတဲ့ကျွန်တော်အိမ်ခန်းဝမှာကြီးလိုက်သည်ကအခန်းတစ်ခုလုံးမိခိုးများဖုတ်ပြီးမိတော့ကိုမြင်လိုက်ရလေတယ်မိပြိုးမိမိ ကျွန်တော်မိတို့လောက်ရမီကိုစဉ်းစားမရတော့တဲ့ဖြစ်အော်ဟစ်ပြီးပဝန်းကျင်ကိုကိုကြီးတောင်းနေသည့်ချိန်တွင်ခွေးပိန်မကတမီးလေးအိတ်နေသည့်အိတ်ရာကိုဗဇက်ပြစ်ခိုက်ပြီးတကားပောက်ဝသို့ခြေကန်ဆွဲနေသည်ကိုမြင်လိုက်ရလေတဲ့ထို့အခါမှာတမီးလေးကိုမြန်ပြစ်ချီပြီးအပြင်သို့ပြေးထွက်ရလျော့တဲ့မိဖြိုးကျွန်တော်အိမ်ကနေမှမီးလောက်နေတယ်မိဖြိုးမိမိကျွန်တော်ဟိတ်တန်ကြောင့်တမီးလေးနိုးလာတဲ့ခဏကြာတွင် မော်လေအပြေးလွှားရောက်လာခဲ့တယ် တကောလုံးနေပူတယ်လို့တုံနေပြီးအထိတ်ထလန့်ဖြစ်နေသည့်ကျွန်တော်လက်ထဲမှာတမီးလေးကိုမောကအမြန်ချိလိုက်ပြီးချန်ပြင်းတို့ပြေးထွက်သွားလိမ့်တယ်။မောင်အရေးကြီးတဲ့စာဆန်တဲ့ပပဆန်မောပြောမှတတိရလိုက်တဲ့ဖြစ်အိမ်မောတို့ပြေးတဲ့ပြီးအိမ်ရှိဘီယိုထဲမှာအရေးကြီးသည့်စာရွက်စာရများနဲ့ပတ်စံအိမ်များကိုအမြန်ယူလိုက်ရတဲ့ထိုးစင်မှာပင်ကျွန်တော်မျက်လုံးထဲသို့ထိုးချသည့်ယာတစ်ခုဝင်ရောက်လာခဲ့တယ်။ခွေးပိန်မကခွေးပေါက်လေးတစ်ကောင်ကိုကြိုက်ကြည့်ပြီး ိမ်ပေါ်မှခုန်ဆင်းသွားကအပြေးပြန်တက်လာပြန်တဲ့ထို့နောက်မိโกများဖြင့်ပြည်နေသည့်နောက်ပေးဆူလိုကန်းတဲ့သို့ဝင်သွားပြီးနှောက်တဲ့တကောင်ကိုကြိုက်ကြည့်ပြီးပြေးလာပြန်ပါလေထို့အချိန်မှာပင်လမ်းသူလမ်းသားများရောက်လာကြပြီးဝိုင်းဝန်း၍မိငိမ့်တပေးကြတဲ့မိသက်နေသည့်လူအုပ်ကြားတဲ့သို့မကြောက်မရွံ့တိုးဝေပြီးမိတော့ကြမိโกကြားထဲမှာသားသမီးများကိုအသက်ပေးကဲနေသည့်ခွေးပိန်မ ాయి မိခင်မြတ်တာနေရဲစွမ်းတက်သည့်ကိုကျွန်တော်မြင်တွေ့ခဲ့ရပါတော့တယ် မကြမီပါဖြင့်မိသက်ကားများရောက်လာပြီးမိလည်းငိမ့်သွားခဲ့ပါတဲ့ဝါယာရှော့ဖြစ်ပြီးလောင်ကျွမ်းခဲ့တော်လေကြီးကြီးမားမားမဆုံးရှုံးခဲ့ပါတို့ပါတော်လေကျွန်တော်ကတော့အေးအေးယူခံခဲ့ရပါတဲ့ဆုံးရှုံးသွားသည်ကခွေးပိန်မာဤရင်သွေးလေးနှကောင်ဖြစ်ပါတယ်ခွေးပိန်မာသည် မော်ပြောခဲ့သလိုမိတ်ဆွေကောင်ပိသခဲ့ပါတယ်တလုံစားဖို့သူကျေးစုကိုအထူးတည်သက်ခဲ့ပါတယ်နှုတ်ရည်သူတောက်လာခဲ့ဖို့သည်ကျွန်တော်သမီးလေးကိုလူသားတယောက်ဖြစ်တော်လေ ညီမအရင်တယောက်ဖြစ်၎င်းတခင်ဖြစ်၎င်းတမတ်ပုံရခဲ့ပါတယ်မောဤနိုးဤကိုတောက်တုံးခဲ့ရသည့်အတွက်နိုးဘိုးကိုဆက်နိုင်ခဲ့ပါတယ်ခွေးပိန်မသာသမီးလေးကိုခန်းထဲမှာဆွဲမထုတ်ခဲ့ပါကသမီးလေးမွေးကုန်မှုပြီးအသက်ဆုံးရှုံးသွားနိုင်ပါတယ်အရင်မှဖြစ်သောတာသမီးများ၏တက်ကိုပင်ဂယုမဆိုင်နိုင်ပေနိုးတိုက်ကျွေးမွေးဆောင်းလျှောက်ခဲ့သည့်တခင်မ၏ကြီးစုကိုတည်တဲ့ကြောင့်လက်တွေ့ပြသခဲ့ပါတယ်လူသားများသည့်အတ္တကြီးမားကြတဲ့ မိမပင်ကျေးဇူးရှိစေကမူမိမိနှင့်မိမိ၏မိသားစုတို့ကိုသာဦးစားပေးကြမည်မှာအေကံမှုကြဖြစ်ပေတယ်။လူသားတယောက်မလုံနိုင်သည့်အလောက်ကိုခွေးပေမှာကလှုပ်ပြသွားနိုင်ခဲ့ပါတယ်။ကျေးဇူးတရားကိုဆက်ပြနိုင်ခဲ့ပါတယ်။ထိုအချိန်မှစတင်၍ခွေးပေမှာသည်ကျွန်တော်တို့ဆံပြမိခင်တယောက်အဖြစ်သာမကကျေးဇူးတရားကိုတည်တတ်သည့်မိတ်ဆွေကောင်းတယောက်ဖြစ်ခဲ့ပါတယ်။ခွေးပေမှာနေကျွန်တော်ဒီရခင်ကဲ့သို့မဟုတ်ကြတော့ဘဲ ပို့၍ရင်းနှီးလာခဲ့ကြတယ်။ကျွန်တော်တို့အိယာကင်းပေးမှစတိုကန်းလဲကိုအစ်စ်ပြန်လဲမုံးမှန်ပြီး ခွေးပိန်မကိုတားမိတော့ပေးအိတ်ခဲ့ပါတဲ့ခွေးပိန်မကြီးတားမိနှကောင်နဲ့တမီးတကလည်းတမီးလေးနဲ့ကစားပေါ်ဖြစ်လာသည့်ပြင်ကျွန်တော်ကိုလည်းပုတ်တိပုတ်သက်လှုပ်တက်တယ်။ကျွန်တော်နဲ့ခွေးပေါက်လေးများပယောပရင်နဲ့လုံးတွေးစော်ကစားနေသည်ကို ခွေးပိန်မကအိမ်အောက်တနေရာတွင်လှမ်းကပီဆောင်ဆောင်နေကြည့်နေတတ်ပါတယ်။ထို့ကြည့်ကိုရခင်ကအလုံးမုန်းခဲ့တော်လေ ်ခွေးပိန်မဤမျက်လုံးများတဲ့တွင် ကျွန်တော်နှင့်သူသားသမီးများချစ်ခင်နေကြသည်ကိုကျင့်နှက်နှစ်သက်နေကြောင်းကျွန်တော်မြင်တွေ့ခဲ့ရပါတယ်ကျွန်တော်ထံမှတမေးကြီးကိုခေါ်လိုက်တန်ကြားလိုက်လျင် ကျွန်တော်စီပြေးလာပြီးခေါင်းနှင့်တိုးဖို့တက်ပါတယ်ခွေးပိန်မကိုသားသမီး၄ယောက်သည်ကျွန်တို့၏မိသားစုဝင်များဖြစ်လာခဲ့ကြပါတယ်သားသမီးများရှိနေပါတော့လေရခင်ကတိုင်းကျွန်တော်တမီးလေးနားတွင်စောက်ရှောက်နေတတ်ပြီး မော့ကိုလည်းမိခင်တယောက်ကဲ့သို့ရှိခင်ချရတယ်။ ို့တော်လေခွေးပိမာတယောက်ကံမကောင်းခဲ့ပါအသေးသေးတို့တန်ကောင်ထိုးပြီးအသက်ဆုံးခဲ့ပါလေဈေးကုသပေးခဲ့တော်လေမရတော့ပါတေဆုံးကနီးချိန်မှာပြင်ဈေးသွန်းနေသည့်မော့ကိုမျောနေရှာပါတယ်မော်ပြန်ရောက်လာသည့်ခါမှာမော့လက်ပေါ်တွင် အသက်ထွက်ချွာခဲ့တယ်တမီးလေးတယောက်ဆုံးပွားသွားသလိုရှာကြီးတငငငိုကျွေးနေသည့်မော့ကိုမတားရက်ပါ အပြစ်လဲမမြင်ရက်ပါ ကျွန်တော်ကိုယ်တိုင်ကလည်းမျက်ရည်ကျခဲ့ရပါတယ်ကျွန်တော်တို့မိသားစုဆိုတော့ မိတ်ဆွေကောင်းတယောက်ဆုံသွားခဲ့ပြီဟုထင်မှတ်ထားမိခဲ့တော်လေခွေးပိန်မှာခြံထားရခဲ့သည့်မျိုးဆက်လေးများကကျွန်တော်တို့အတွက်မိတ်ဆွေကောင်းများဖြစ်နေခဲ့ပြန်သည်ပါသည်ရမ်ဘိုအာနိုနေဂျမတို့တုံးကောင်သည်ကျွန်တော်တို့မိသားစုအတွက်အတပိကကွယ်မြီမိတ်ဆွေကောင်းသူရဲ့ကောင်းမိသားစုဝင်ကောင်းများဖြစ်ကြောင်းကျွန်တော်အပြည့်ဝယုံကြည်မိပါတော့လေဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာလွန်းဝံရေးသားတာလေမိတ်တာဆိုတဲ့လုံနဲ့အောက်လေးကြီးကြာက မေတ္တာဖော်ကျူတဲ့ဇလန်းလေးတစ်ပုဒ်ဖြစ်ပါရခင်ဗျာဇလန်းလေးကိုဆောင်းနှာထောင်ပေးကြတဲ့အတွက်တအူးတယောက်ချင်းစီကိုကျေးဇူးတို့တင်ရှိပါရခင်ဗျာနောက်ရက်နောက်ရက်မြန်မာလေးဘလို့ဇလန်းကောင်းများစွာကိုပြောပြတင်ဆက်ပေးသွားမယ်ဆိုတာကို channel လေးကို subscribe လုပ်ပြီးစောင့်မျှော်အားပေးကြပါအောင်ခင်ဗျာ